ဘင်းနီဝိုင်းဝိုင်းဝိုင်းဆိုတဲ့အကောင့်ပန်းရှင်ဦးစင်းလေးကအရှင်ဖရာရဲ့တရားတော်လေးတွေကိုအမြဲတမ်းနားထောင်နေတဲ့ဦးစင်းလေးတပါးပါဗျာတပည့်တော်ဝမ်းခွဲညီအတွေ့အရက်သောပြီးတော့မိမကိုအနိုင်ကျင့်တာလေးကို တရားလေးနဲ့ဟောကြားပြီးတော့မူပါဗျာကျေးဇူးပြုလို့ဟောကြားပြီးတော့မူပါဗျာလို့မူသားနဲ့တစ္ဆာဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးတစ်ဆောင်ပို့လာတယ်ပို့ထားတာကတော်တော်ကိုကြားနေပါပြီဘာပြောဖို့စဉ်းစားမိသလဲဆိုရင်ညဗုဒ္ဓကအမြဲတမ်းခေါင်းနဲ့ရိုက်ထည့်နေဖို့စဉ်းစားနေဖို့အချက်၅ချက် ထုတ်ပြခဲ့တယ်အဲ့ဒီအချက်၅ချက်ကို လူလူယဟန်ယဟန်ယောက်ျားယောက်ျားမိန်းမမိန်းမအာလုံးအာလုံးအမြဲတမ်းခေါင်းနဲ့ထည့်ပြီးတော့ဆင်ញင်းနေရမယ် ခေါင်းထဲရိုက်ထည့်ပြီးတော့စဉ်းစားနေရမယ်တဲ့အဲ့ဒီအချက်ဒီကနံပါတ်1စရာဓမ္မောမိစရံအနာတိတော်တိအိုခြင်းသဘောတရားတွေဆိုတာရှိတယ်အဲ့ဒီအိုခြင်းသဘောတရားတွေကတနေ့ငါထံရောက်လာလိမ့်မယ်အဲ့ဒီအိုခြင်းသဘောတရားကိုငါမလွန်စားနိုင်ဘူးဆိုတာအမြဲတမ်းစဉ်းစားပြီးခေါင်းထဲထည့်ထားပါတဲ့ငါဟာဒီအတိုင်းအမြဲတမ်းနေနိုင်မှာမဟုတ်ဘူး တနေ့ငါအူလို့ဦးလာအောင်မှာအခုလိုပုံစံနဲ့တဘွားလုံးတန်မာနေနိုင်မှာမဟုတ်ဘူးအခုလိုတန်မာနေတော့ကိုချီတော့ဘူကိုရနေနိုင်တော့မှာငါကွာဆိုပြီးတော့မာမာနာတွေထကတောက်လိုက်စားလိုက်မိသားစုကိုရိုက်လိုက်ပုတ်လိုက်အနိုင်ကျင့်လိုက်တဲ့လုံနေမယ်ဆိုရင်တနေ့ငါအူမင်းမစွမ်းတော့တဲ့အခါကျတော့အဲ့ဒီဒဏ်တွေကိုဆူဆူရွာရွာခံရလိမ့်မယ် ။ဒါကြောင့်တနေ့ငါအိုးကိုအိုးလာအောင်မှဆိုတာမမေ့ပါနဲ့အမြဲတမ်းခေါင်းထဲထည့်ထားပါလို့နံပါတ်1အနေနဲ့ပြောရမယ်။နံပါတ်2အနေနဲ့ဖြာတိဓမ္မမိဖြာတိအနာတိတောတိအဘိညာပြစ္ဆဝခိတပံနာခြင်းသဘောတရားတွေဆိုတာရှိတယ်။အဲ့ဒီနာခြင်းတွေဟာတနေ့ငါထံရောက်လာလိမ့်မယ်။အဲ့ဒီနာခြင်းသဘောတရားတွေကိုငါမလွန်စားနိုင်ဘူးဆိုတာအမြဲတမ်းစဉ်းစားပြီး ေါင်းနဲ့ထည့်ထားပါငါဟာဒီပုံစံအတိုင်းကြမ်းကြမ်းမာမာနဲ့အမြဲတမ်းနေနိုင်မှာမဟုတ်ဘူးအခုလိုကြမ်းမာတန်ဆွမ်းနေတော့ကိုခြေတော့ပေါ်ကိုရက်နေနိုင်တော့မှာငါကွဆိုပြီးတော့ကြမ်းမာခြင်းမှန်နေထကတောက်လိုက်စားလိုက်ရိုက်လိုက်ပုတ်လိုက်နဲ့ဝန်းကျင်ပေါ်အနိုင်ကျင့်တာတွေလုပ်နေမယ်ဆိုရင်ငါမကြမ်းမာလို့အိပ်ရတဲ့လဲတဲ့အခါအဲ့ဒီအခုဆိုးသွမ်းထားတဲ့ဒဏ်တွေကို ဆူဆူရွာရွာငါပြန်ခံစားရလိမ့်မယ်။ဒါကြောင့်ဒီနေ့ငါနားလာအောင်မနော်။ကျမ်းမာရေးမကောင်းတဲ့ဒဏ်တွေကိုဆူဆူရွာရွာခံရအောင်မပါလားဆိုတာမမေ့ပါနဲ့။ခေါင်းထဲကို အမြဲတမ်းထည့်ထားပါလို့နံပါတ်1အနေနဲ့ပြောချင်တယ်။နံပါတ်3မရဏဓမ္မမိမရဏအနာတိတောတိအဘိနာပြစ္ဆဝခိတ္တပံ။သေခြင်းတဘောတရားတွေဆိုတာရှိ။အဲ့ဒီသေခြင်းတွေဟာဒီနေ့ ငါထံရောက်လာလိမ့်မယ်အဲ့ဒီသေရင်သဘောတရားတွေကိုငါမလွန်စားနိုင်ဘူးဆိုတာအမြဲတမ်းစဉ်းစားပြီးကောင်းနေထည့်ထားပါငါဟာဒီပုံစံအတိုင်းကြမ်းကြမ်းမာမာနဲ့အမြဲတမ်းနေနိုင်မှာမဟုတ်ဘူးအခုလိုကြမ်းမာတန်ဆွမ်းနေတော့ကိုခြေတော့ပေါ်ကိုရက်နေနိုင်တော့မှာငါကွဆိုပြီးတော့ကြမ်းမာခြင်းမန်နေထကတောက်လိုက်စားလိုက် ရိုက်လိုက်ပုတ်လိုက်နဲ့ဝန်းကျင်အပေါ်အနိုင်ကျင့်တာတွေလုပ်နေမယ်ဆိုရင်ငါသေးကာနီလို့မကြမ်းပါလို့အိတ်ရတဲ့လဲတဲ့အခါအခုသိုးသွန်းထားတဲ့ဒဏ်တွေကိုဆူဆူရွရွငါပြန်ခံရလိမ့်မယ်ဒါကြောင့်တနေ့ငါသေးရမှာကျမ်းမာရေးမကောင်းတဲ့ဒဏ်တွေကိုဆူဆူရွရွခံရအောင်မှာဆိုတာမမေ့ပါနဲ့ကောင်းတဲ့အမြဲထည့်ထားပါလို့နံပါတ်3အနေနဲ့ပြောချင်တယ်နံပါတ်4တဘေဟိမေပိယဟိမနာဘေဟိ နာနာဘာဝဝိနာဘာဝဒီတဲ့။ငါချစ်ခင်မြန်တို့အားကိုးတဲ့မိဘတွေဗာသမီးတွေဇနီးတွေနဲ့တနေ့မဟုတ်တနေ့သေခွဲရှင်ခွဲဆိုတဲ့သဘောတရားတွေရှိတယ်။အဲ့ဒီရှင်ခွဲသေခွဲတွေဟာတနေ့ငါထံရောက်လာလိမ့်မယ်။ငါတနေ့ကျုံးကူကျုံလာလိမ့်မယ်။အဲ့ဒီသဘောတရားတွေကိုငါမလွန်ဆန်နိုင်ဘူးဆိုတာအမြဲတမ်းစဉ်းစားပြီးခေါင်းထဲထည့်ထားပါ။ငါဟာဒီပုံစံအတိုင်းမိဘ ဇနီးသားသမီးတွေနဲ့အတူတူအမြဲတမ်းနေနိုင်မှာမဟုတ်ဘူးအခုလိုမိသားစုဆွေမျိုးသားသမီးဇနီးတွေနဲ့အတူတူနေရတော့မှာငါကွာဆိုပြီးတော့မိသားစုမန်နေသားသမီးမန်နေဇနီးမန်နေထကတောက်လိုက်စားလိုက်ရိုက်လိုက်ပုတ်လိုက်နဲ့ဝန်းကျင် အပေါ်အနိုင်ကျင့်တာတွေလုပ်နေမယ်ဆိုရင်ငါမိဘငါဇနီးငါသားသမီးတွေငါနဲ့ခွဲခွာသွားတဲ့အခါ ခုဆိုးသွမ်းထားတဲ့တန်းတွေကိုဆူဆူရွာရွာငါခံရလိမ့်မယ်ဆိုတာသေးသေးချာချာစဉ်းစားပြီးတော့အမြဲတမ်းခေါင်းထဲကိုထည့်ထားပါနာဗငါကာမဘကောမိကာမတာယာတော့တဲ့ကိုလှုပ်တဲ့အတိုင်းကိုဖြစ်ပြီးတော့အဲ့ဒီတန်းတွေကိုလည်းကိုပဲခံရမယ်ဆိုတာမမေ့ပါနဲ့တဲ့အဲ့ဒီကိုလှုပ်ကိုဖြစ်ကိုဖြစ်ကိုခံဆိုတဲ့သဘောတွေဟာဒီနေ့ငါထံရောက်လာလိမ့်မယ် ဲ့ဒီသဘောတရားတွေကိုငါမလွန်ဆန်းနိုင်ဘူးဆိုတာအမြဲတမ်းစဉ်းစားပြီးတော့ခေါင်းထဲထည့်ထားပါငါရဲ့တောက်စားမူယူရန်ကားနေတယ်ဒီမကောင်းတဲ့ကံတွေဟာသေးကြပေါ့ငါပြန်ခံရမယ်ငါလုပ်တဲ့ကံတွေကိုဘသူမှအစာဝန်ခံပြီးလို့မရဘူးငါလုပ်တဲ့ကံတွေကိုငါပဲခံရမယ်ဆိုတာအမြဲနှမ်းနှလုံးသွင်းဆင်ခြင်ပြီးတော့ မိမိဘဝကောင်းတာတွေတွေ့ကြုံခံစားခြင်းရင်ကောင်းတာတွေပဲလုပ်ပါလို့ပြောခြင်းပါတယ်အဲ့ဒီအချက်ကိုလည်းအမြဲတမ်းကောင်းတဲ့ထည့်ပြီးတော့စဉ်းစားဆင်ခြင်နေပါကိုအရွယ်ကောင်းတန်မာနေတော့ကိုကြမ်းမာတန်ဆွမ်းနေတော့ကိုဘဝရှင်သန်နေတော့ကိုဘေးမှာမိဘဇနီးသားသမီးတွေရှိနေတော့ကိုဘဝအခြေအနေတွေကောင်းနေတော့မှာကိုထင်သလိုနေကိုထင်သလိုတော့ ကိုထင်းတယ်လို့တောင်းကြနေရင်တေဇာပေါအဲ့ဒီဒဏ်တွေကိုဒီနေ့ခန်းကိုခံရမှာဖြစ်တယ်အသက်ရွယ်ကြီးလို့အိုကြီးအိုမသားသမီးတွေကမကောင်းကြဘူးဆိုတဲ့သူတွေဟာအဲ့ဒီဒဏ်ရာတွေပါတာများတယ်ဆိုတာမမေ့ပါနဲ့ကဲပြောဆိုမှုကလည်းရှေးလာပြီဖြစ်လို့မိကုံးချုပ်ပြောလိုက်ချင်တာကတော့ကိုလောက်တာ ကိုဖြည့်ပြီးတော့ကိုဖြစ်တာကိုခံရမယ်ဆိုတာစဉ်းစားထားပါသိကြတယ် ငါဒီပုံစံအတိုင်းတသက်လုံးမနေနိုင်ဘူးဆိုတာမမေ့ပါနဲ့လို့ပြောကြရင်ပဲညီကုန်းချုပ်လိုက်ချင်ပါတယ်အာလုံးအာလုံးဒီသဘောတရားတွေကိုအမြဲတမ်းနှလုံးသွင်းရှင်ញင်နိုင်ပြီးတော့မိမိဘဝကိုကောင်းအောင်တည်ဆောက်နိုင်သူများဖြစ်ကြပါစေ။